TikTok ထဲမှာကျတော့တွေ့နေကြတာကိုတွေ့နေကြတဲ့ခါကျတော့ account တွေကလည်းအများကြီး account တွေကလည်းအများကြီးအာနောက်တစ်ခါဟိုစပေါ့ဟိုအခုအခုတခါထပ်ပြီးတော့မှဒီငွေကြေးကိစ္စတွေနဲ့ပေါ်လာတဲ့အကောင့်တွေဆိုရင်ဒီဥစ္စာနှစ်ခုလောက်တွေ့ရကျွန်မမနေ့ကအကလေးလေးကနှစ်ခုလောက်ပို့တယ်နှစ်ခုလောက်ပို့တယ်ကျွန်မသူ့အကောင့်ထဲဝင်ရမှာမလို့ဒီမှာဒီမှာ darling နော်ဒီဒီလိုဒီလိုမျိုးလေးဒီမှာရေးထားတာဗားတယ်လေကဲတဲ့ anti airmon then အကြီးစားချင်းငွေ company limited မှာတဲ့အတိုးတစ်ချက်တိုးနေတဲ့ဘယ်သူမဆိုချင်းငွေချေးလို့ရပါပြီရှင်တဲ့ချင်းငွေလျှောက်ထားသူများ Viber ကိုလာမေးပါရှင်ကျမမဟုတ်ဘူးเนาะကျမမဟုတ်ကျမခုနပြောကျမချီးလည်းမချီးဘူးယူလည်းမယူဘူးကျမเนาะချီးလည်းမချီးဘူးယူလည်းမယူကျမငွေချင်းနဲ့ပတ်သက်ဆက်ဆက်တဲ့အလုပ်ဘာတစ်ခုမှမလုပ်ဘူးเนาะဆိုတော့လေကျမ TikTok မှာဈေးလဲလာမရအောင်เนาะကျမဈေးရောက်နေပြီဆိုလဲကျမမဟုတ်ဘူး TikTok မှာဟုတ်ပြီလားเนาะအာကျမပစ္စည်း ြစ်ဘလို့ဖြစ်လို့ညာလို့ဖြစ်လို့အပစ္စည်းလေးတွေကဘလောက်ပါဘလို့ဖြစ်ငွေဘဲလာပါငွေချေပါဘာညာဆိုလဲကျွန်မမဟုတ်ဘူးကျွန်မ TikTok မှာဈေးလာမရအောင်စားဘူးเนาะဆိုတော့ကကြတော့အဒီငွေချင်းနဲ့ပတ်သက်တဲ့ခုနကဒီငွေချီးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတွေလဲကျွန်မမဟုတ်ဘူးဒီမှာအကောင့်နေเนาะဆိုတော့ Elmon Thin အကြီးစားချင်းငွေလုပ်ငန်းတို့ဘာလို့ညာလို့ဆိုတာအကြီးစား Elmon Thin အကြီးစားချင်းငွေ Company Limited ဆိုတာကျွန်မမဟုတ်ဘူးเนาะအဲ့ဒါလေးကိုသိစေချင်လို့မလို့သိလားကျွန်မမဟုတ်ဘူးငွေချင်းနဲ့ပတ်သက်တဲ့အရှုပ်ရှင်ငွေချင်းနဲ့ပတ်သက်တဲ့လုပ်ငန်းကျွန်မဘာတစ်ခုမှမလုပ် ဘူးเนาะနောက်တစ်ခါလေကျမဘသူနဲ့မှပတ်စံငွေကြီးအရှုပ်ရှင်းမလုပ်ဘူးကျမကိုအားပေးတဲ့ပရိသတ်ဆွေတော်မှာကျမကိုအယ်မွန်တန်ကိုအယ်မွန်တန်လို့ချက်တာမျိုးပဲကျမလိုချင်တယ်ကျမကပတ်စံနေအန်လို့မလို့တိလာအဲတိအဲ့လိုမျိုးပေါ့နော်ခုနလိုဘာရီပေးလို့ညာလီပေးလို့အဲ follow follower ရအောင်လို့မလို့အဲအဲ့လိုမျိုးတွေမှာလဲကျမမပါအောင်ကျမ follower တွေမတ်တဲ့ထဲမှာလဲမပါအောင်နော်ကျမ follower ဘာရီပေးပါမယ်ညာလီပေးပါမယ်ဆိုတော့လဲကျမမပါအောင်ကျမစိတ်ဝင်စားအေး follower ကလဲကျမဘဝမဟုတ်ဘူး နော်ကျမကို react တွေလဲပေးခြင်းပေးမပေးခြင်းနေအဲ့ react တွေပေးတာမပေးတာလဲကျမဘဝမဟုတ်ဘူးတချို့ဆို react တွေအများကြီးလိုချင်တယ် like တွေအများကြီးလိုချင်တယ်အဲ့ဒါလဲကျမဘဝမဟုတ်ဘူးနော်ဆိုတော့လေကျမဘဝကကျမပြောတဲ့စကလုံးတစ်လုံးချင်းစီတိုင်းကလူသားတွေအတွက်အကျိုးပြုတယ်ဆိုရင်အဲ့ဒါကျမအတွက်ဒါရပြီနော်ဆိုတော့လေ follower တွေများဖို့ကျမကခုနလိုပေါ့ react တွေများဖို့အတွက်စ조사တဲ့အချိန်မှာကျမမပါဘူးနော်ဟုတ်လားတကယ်တော့ကျမအလောက်ကလူချစ်လူကင်များအောင် နေရမှာပေါ့နော်ကျမအလုပ်ဒီလေကျမလုပ်နေတဲ့အလုပ်ဒီအဲလူချစ်ဖို့လိုတာပေါ့ဟုတ်တယ်လားလူချစ်ဖို့လိုတယ်ဒါပေမဲ့ကျမအဲ့လိုနေတဲ့သူမဟုတ်ဘူးနော်ကျမကိုချစ်အောင်လို့မလို့ဟန်ဆောင်ပန်ဆောင်နေနဲ့အတွင်းစိတ်ထဲကမပါတဲ့ပုံစံမျိုးနေကျမမနေကျမစိတ်မပိုင်ဘူးဘယ်သူနဲ့မှစကားမပြောဘူး စိတ်မပိုင် ကျွန်မဘာလုပ်မှမလုပ်ဘူးကျွန်မအဲ့လိုလူမျိုးသိလားဆိုတဲ့အခါကျတော့လေဟိုကျွန်မစိတ်ရင်းအတိုင်းပဲနေတယ်ကျွန်မစိတ်ရင်းအတိုင်းပဲပြောတယ်เนาะကျွန်မလူတွေကိုကိုယ်စိတ်နဲ့ပဲနှိုင်းပြီးတော့မှကျွန်မဒီလူမျိုးလေးတွေးပြီးတော့ပဲကျွန်မနေထိုင်နေဆိုတော့ကျွန်မအဲ့လိုတွေလည်းလှုပ်ရှားတဲ့ဟာတွေလည်းကျွန်မမဟုတ်ဘူးနောက်တစ်ခါကျွန်မဒီ monetization တွေစားပြီးတော့မှကျွန်မအလုပ်လုပ်နေတဲ့သူလည်းမဟုတ်ဘူးအဲ့တော့ကျွန်မ react တွေလည်းမလိုချင်ဘူး follower တွေများတာမများတာလဲကျမဂီယူမဆိုင်ဘူးသိလားဆိုတော့ကျမတောင်ပြောပါဦးလားကျမကို follow မှာထက်ဆိုရင်တော့မကျမဟိုတင်နေတဲ့ဒီ Elmond there recap ဆိုတဲ့ခလေးလေးရှယ်သူ့သွား follow ကြဘာဖြစ်လို့လဲသူတို့ကြတော့ monetization လေးကြီးလောက်တာဖြစ်တဲ့အတွက်ကြောင့်အချိုးကျစုလေးတွေရတယ်လေနော်ဆိုတဲ့ခါကျတော့ကျမတဲမှာ react မပေးချင်နေသူ့သွား react ပေးကြဘာဖြစ်လို့လဲသူတို့က react တစ်ခုတိုင်းတစ်ခုတိုင်းပတ်စံရတယ်လေကျမတဲ comment မရေးချင်နေသူတို့တဲ comment သွားရေးကြသူတို့အဲ့လိုမျိုးလေးကြသူတို့အဆင်ပြေရလေနော်ကျမဒါဘယ်လိုပဲဖြစ်ဖြစ် နှုတ်ဆောင်ပါခြင်းပေါ့ကျမကတော့ပေးပေးမပေးပေးရေးရေးမရင်းရင်ကျမဘာမှမဖြစ်ဘူးဒါပေမဲ့ရင်းရင်းနဲ့ဆိုလို့ရှိရင်တော့ကျမအဲ့ဒီချက်ချင်းမြတ်တာတွေကိုမြင်ရတော့ကျမအတွက် motivation ဖြစ်တာပေါ့နော်ဒါကလွဲလို့ကြံတဲ့အရှုပ်ရှင်ဘာတစ်ခုမှမရှိဘူးနော် comment 9 comment 9ကိုကတော့ကျမမျက်လုံးလေးနဲ့ဖတ်ပြီးတော့မှနှလုံးသားတွေကိုထည့်ပြီးတော့မှတင်ထားတယ်နော်ဒါကြောင့်မလို့အာဒီ comment တွေဟာကျမအတွက်တော့ motivation အရင်ဖြစ်ပါတယ်နော်ဒါကြောင့် comment လေးကိုလည်းတံပိုးထားပြီးတော့မှအမြဲတမ်းဖတ်တယ်အဲ့ဒီအပြင်ကကျမဘာတစ်ခုမှကြံတဲ့ကိစ္စဝိစာကျမမှမရှိဘူးအာဘယ်လို follow ပါဘယ်လောက်ပြီး းပါမယ်ဘယ်လောက် follow ထားနော် like ထားနော်ဘယ်လိုလုပ်ထားနော်ဘယ်လိုဆိုပြီးတော့မှအဲ့ဒါဒီကျမကျမရဲ့ခံယူချက်ကကျမတစ်ဖက်သားကိုစော်ကားတယ်လို့ ကျွန်မဒီလိုမျိုးဖြစ်တယ်ကျွန်မအဲ့လိုလာလို့လဲကျွန်မမကြိုက်ဘူးကျွန်မစော်ကားခံရတယ်လို့ကျွန်မငွေကြေးနဲ့ပိုင်းဖြတ်ရတယ်ကျွန်မမကြိုက်ဘူးကျွန်မစော်ကားခံရတယ်လို့ကျွန်မခံစားရတယ်အဲ့တော့ကျွန်မလည်းသူများငွေကြေးနဲ့မပိုင်းဖြတ်ဘူးအဲ့တော့ဘယ်သူနဲ့မှလည်းငွေကြေးအရှုပ်ရှင်းမရှိဘူးเนาะဆိုရက်ကကြတော့ငွေကြေးတွေနဲ့အရှုပ်ရှင်းနေနေဆိုမျက်နှာပြက်ရတာတွေဖြစ်တယ်လीเนาะဆိုရက်အတွက်ကြောင့်မလို့အော်ဒီအခုငွေကြေးကိစ္စတွေနဲ့ဖြစ်တာမလို့တာရဲ့ရှင်းပြပြောပြတာเนาะကျွန်မမဟုတ်ဘူးကျွန်မငွေချီးတာတွေငွေငားတာတွေအတိုးတစ်ချက်တွေအတိုးနှစ်ချက်တွေအဲ့ဒါတွေကျွန်မမလို့အဲ့လိုတွေလုပ်ပြီးတော့သူဘာကိုလိန်ချင်တာလဲမသိဘူးเนาะဘယ်လိုနီးလောက်လိန် လိမ့်ချင်တာလဲငွေချိမဲ့ဘာညာဆိုပြီးတော့မှ information နဲ့ data တွေနဲ့ဘာလို့လိုချင်တာလဲဘယ်လိုလုပ်ချင်မဟုတ်ဘူးအဲ့လိုတွေကရှိတယ်သူတို့ဘယ်လိုလိမ့်နည်းလဲမသိဘူးကြားကြားပြန်ကြားပြန်နေပဲပေါ့နော်ကြားပြန်နေကြားပြန်နေ ားဖြတ်နေဆိုတော့သူတို့ဘလို့လိမ်မလဲဆိုတော့ကျမတို့ကတော့အဲ့ဒီအုံနောက်ညံရင်မမီတော့မပြောတတ်ဘူးဘလို့လိမ်ပါလဲလို့နော်ဆိုတော့လိမ်ဖို့ပဲလောက်တာနေမှာပေါ့ဟုတ်လားသူတို့ကတော့ထုတ်ပြီးချီပြီးပေးလိုက်မှာမဟုတ်ဘူးလေဒါမှမဟုတ်ထုတ်ပြီးချီပြီးပေးလိုက်မယ်ပြီးရင်အတိုးတွေနဲ့ဘလို့တွေတွက်ပြီးတော့မှဘလို့တွေအတိုးပေါ်အတိုးစစ်နေနဲ့ဘလို့တွေလောက်ပြီးတော့မှဘလို့တွေလဲတော့မပြောတတ်ဘူးနော်လူတွေဖြစ်မယ်နဲ့တူတယ်သိလား ဘလို့တွေတွက်ပြီးတော့ဘလို့တွေအဲ့ဒါတွေတော့ကျမမသိဘူးဒါပေမဲ့လုံးဝမပတ်သက်ပါနဲ့လုံးဝမဆက်ဆက်ပါနဲ့ကျမလုံးဝမဟုတ်ပါဘူးဟုတ်ပြီနော်ဆိုတော့အဲ့ဒါလေးကိုကြက်ကြက်သတိပေးတာပါနော်ကျမမဟုတ်ဘူးနော်ကျမရဲ့နောက်ထပ်ငငယ်တော့စိတ်တစ်ခုကိုပြောပြအောင်မသိလားငငယ်တော့စိတ်တစ်ခုဆယ်တန်းအောင်ပြီးတော့ဒီလိုပဲပေါ့ကျမတို့ခစ်တယ်တော့ဆိုဘာမှဟိုအရမ်းမရှိဘူးဟိုတင်တန်းဒီတင်တန်းနေတက်ရတာပေါ့နော်အဲ့တော့အိမ်မှာဘဝကြီးကကျမ beauty parlor beauty salon မှာအခုဆိုရင်ဘာခေါ်လဲ မြို့တော်ခမ်းမနာမဟာဗန္ဓုလဗန်းညံရှိမှာကျွန်တော်တို့အရင်နီလာဆိုတာဆိုင်ရှိတယ်အဲ့ဒီမှာနိကျွန်တော်သပင်းသပင်းညက်တော့သပင်းအဘာညာပေါ့ခေါင်းလျှော်ဘာညာသပင်းညက်တွေဘာတွေပေါ့လေမိန်းမတွေတက်အပ်တဲ့ဒီသပင်းစားကျွန်တော်ဘာဝါဒနာပါမန်းတည်တည်ချာချာမသိသေးဘူးလေအဲ့အချိန်မှာအဲ့တော့ကျွန်မတငယ်ချင်းနဲ့ကျွန်မနဲ့တက်ရောက်ပေါ့လေတငယ်ချင်းနဲ့အဲ့တငယ်ချင်းနဲ့ကျွန်မနဲ့ရုပ်ချင်းစင်တယ်သူကလည်းသပင်းနီနီလေးပဲသပင်းနီနီတော့ကချင်မအဲ့ဒါ ဆိုတော့ကျွန်တော်တို့နှစ်ယောက်ပေါ့လေအဲ့လိုသွားတယ်သွားဟိုသွားသွားတက်သွားတက်တယ်ပေါ့လေသွားတက်တဲ့ခါကျတော့ကျွန်တော်တို့တွေကိုအာပထမတော့အဲ့လိုပဲပေါ့လေဘင်းကနေဆိုတော့အတိမိတ်ဆွေတွေပါပဲမိတ်ဆွေတွေဆိုတဲ့ခါကျတော့လေဖွားဖွားရဲ့မိတ်ဆွေတွေပေါ့မိတ်ဆွေတွေဆိုင်ဆိုတဲ့ခါကျတော့အဲအဲ့လိုပေါ့သွားသွားတယ်ကိုကားကိုမောင်းပြီးသွားတာနော်ကိုကားကိုမောင်းပြီးသွားတာတူဆမဟုတ်ကိုကားကိုမောင်းပြီးသွားတာတော့ဇပင်းဆိုင်ဆိုတော့ဟိုအဖြစ်မှာဆိုတော့အခစ်ကဇပင်းဆိုင်လို့ဘာလို့မှလုတ်တဲ့မင်းကလေးတွေဆိုအထင်သေးကြတယ်လူတွေကလေဟိုနည်းနည်း အဲ့လိုအဲ့လို beauty beauty salon တို့ဘာလို့က main ကလေးတွေဆိုတာအထင်သေးတဲ့အဲ့ခေါင်းလျှော်တဲ့ main ကလေးတွေဆိုအထင်သေးတဲ့ခက်ပေါ့တိလားကိုကျွန်တော်ကိုကားကိုမောင်းပြီးသွားတာနော်ကိုကားကိုမောင်းပြီးတော့မှာတငယ်ချင်းနဲ့နှစ်ယောက်တငယ်ချင်းကဒီဒီဒီဝှစာမှာနေတာအဲ့ဒါဘာခေါ်လဲမသိဘူးကန်တော်လေးကန်တော်လေးမင်္ဂလာတောင်းညောင်းလားကန်တော်လေးအဲ့ကန်တော်လေးမှာနေကျွန်မသူ့ကိုခေါ်ခေါ်ပြီးသွားလို့ရှိရင်အဲသူ့အိမ်ဝင်ခေါ်ပြီးကျွန်တော်တို့ဟိုမြို့တော်ခမ်းမနာအဲ့လိုသွားပေါ့နေတိုင်းကျွန်တော်တို့အဲ့လိုသွားတာကိုကားကိုမောင်းပြီးသွားတဲ့နဲ့အချိန်နေနော် အဲ့ဒါနဲ့တင်တဲ့ခါကျတည့်ရသားကြတဲ့ခါကျတော့အဲအစ်စ်မြင့်သွားပြီးတော့နည်းနည်းလေးကျွမ်းကျင်သွားပြီးဆိုတော့ခေါင်းလျှော်လို့ရသွားပြီခေါင်းလျှော်ပြီးပေါ့ဆိုအဲ့ဆိုင်ကအဖွားကြီးဆိုင်အဖွားကြီးတွေကြီးပဲလာတာတိလားအဲ့လိုလူကြီးကြော်တွေအဲခုနလိုပေါ့အဖွားကြီးတွေအဲ့လိုအပေါ်ပေါ်လေးပတ်စံရှိအတိုင်းဝိုင်းပေါ့လေအဲ့လိုမျိုးအဖွားကြီးတွေပဲလာတဲ့ခါကျတော့အဲ့လိုနဲ့လျှော်တဲ့ခါကျတော့ကျမလျှော်ပြီးရပြီပေါ့လေကျမလျှော်ပြီးရပြီဆိုတော့ကျမလုံးဝမလျှော်မယ်ပေါ့လျှော်ပဲလျှော်ပြီးတေးသေးစားနဲ့လျှော်အဲ့ तू ကလေခုနကုတ်ပြီးအောင် တိလားအာကုတ်ကုတ်ကုတ်ဟောလေးတိလားဒီနာကုတ်ပြောကျမကငကိုနေကကိုကဇက်ဆက်ကျဲသမားလीတိလားနည်းနည်းလေးမာနတလူလို့ငငယ်လေးကလည်းနည်းနည်းလေးမှအထီပါမခံနေသူတိလားဟိုနာကုတ်ပြောဒီနာကုတ်ပြောဆိုကုတ်ပါတယ်ကုတ်ပါတယ်တိလားအော်ဒါကျမနားစာရပြီအလုံးလုံးစားတဲ့သူလည်းမဟုတ်ဘူးတိလားနားစာလည်းမရဘူးနော်နားစာနဲ့အလုံးလုံးပြီးသပင်းဆိုင်မှာအလုံးလုံးစားတဲ့သူလည်းမဟုတ်ဘူးတိလားဒါဒါဒီတိုင်းတင်ပြီးတော့မှဒီလိုသွားတက်တဲ့ဟာကိုလေကိုကတော့ပတ်စံပေးပြီးတော့ တင်ရသေးတဲ့ဟာကိုလေဟိုနောက်ကုတ်ဒီနောက်ကုတ်ဒီညအားလေးနဲ့ဖိကုတ်ပါအေးညီတို့ကလည်းသိလားအမလီဟိုလိုလေးလောက်အောင်ဟဲ့ဒီညကိုရေးပြောင်းအောင်စေအောင်ဆိုတော့လေနည်းနည်းလူကကျွန်မမျက်နှာပေးတွေကိုကြည့်လိုက်တော့ကျွန်မမျက်နှာတွေဘလို့တွေဖြစ်နေပြီလဲဆိုတာမျက်နှာတွေကိုမြင်ကြည့်လိုက်အယ်မွန်တင်းရဲ့မျက်နှာဒီဘလို့ပြောင်းလဲသွားမယ်ဆိုတာမြင်ကြည့်ကြလိုက်ဘေးမှာတငယ်ချင်းနဲ့နှိမ့်ရောက်သီးလားမျိုးမျိုးလုံးကြရလဲစကားပြောနေရပြီလေစိတ်ကလေမရှည်လာတော့တငယ်ချင်းလေကျွန်မကိုလေသီးလားကျွန်မမျက်လုံးကနည်းနည်းအယောင်ကတောက်နေပြီသီးလား ီလိုကုတ်ဟိုလိုကုတ်ပြီးလိုက်ပြသူတို့ကလည်းအဖွားကြီးနှစ်ယောက်ပေါ့ဒီလိုဖွားကြီးတွေပေါ့သူတို့စင်နေမှာအတူတူရှော့ခံနေနေတယ်အဲ့ဒါပြီးတော့ဟိုဘက်ဘေးကအဖွားကြီးအမလီအဲ့လိုပဲခစ်ကာလာသားသမီးတွေကောင်မလေးမင်းကလေးတွေမြန်နေအပေါ့ကိုမကြိုးဘူးတဲ့တိလားအမလီညီတို့တွေရတဲ့ငါတို့လိုဖွားကြီးတွေကြတော့တယ်အမလီဒီလိုမျိုးပေါ်ရေးတယ်လက်ပိုးမကြိုးဘူးတဲ့ညီတို့တွေလည်းအပိုးကြိုးကျင်တဲ့ဟာကြတော့ပိုးကြိုးပါဆိုတော့အဲ့မှာထောင်းကနေဆိုလေမရတော့ဘဲနဲ့အဲ့ရေပိုက်ကြီးနဲ့ဗျမ်းဆိုရေပိုက်ကြီးကိုလေပစ်ထလိုက်ပြီးတော့မှ 看了嘞，年年都不啊有来了，都认不包有，少点表嘛的，怎么的的？哎，一百家便宜少，哎，一百家铺少了一片表，花一你哪里来的？花一来铺铺铺少贴两包，铺少花一来光嘛是十人家光家差表嘛，怎么来的？我们说这年年都买，都认不包别的你。按斤压路怎么路少干莫干呢路？哎，侬又表现怎不说？怎么视频上嘛，碌碌啥来得那嘛？好铺路对吧？嗯，喏，他妈烂表嘛路。 ပညာလာပြီးတော့မှတင်တဲ့ဟာလို့ကျမစပင်းဆိုင်မှာလှုပ်လှုပ်ရှားတဲ့သူမဟုတ်ဘူးလို့အန်ဒီကကောင်းကောင်းမွန်မွန်ပြောလို့ရတဲ့ဟာလို့ဘလို့ဖြစ်လို့မလို့မလို့နာပြီးတော့မှပြောတာကျမကလူဟုံးလူယောက်ျားဒီလူယောက်ျားရှော်တဲ့သူလည်းမဟုတ်ဘူးလို့နော်ဟိုဒီလောက်ကြီးလို့ချိုးချိုးပဲငုံငုံပြီးတော့လေတိလားကျမလည်းငုံပြီးပြောပြီးတော့မှလေဇောင်းဆိုအဲ့လိုလှုပ်ပြီးတော့မှအဖိုက်ရလေမျိုးလုံးနေချက်ချင်းဆို surprise ပေါ့နော်အဲ့လိုကြီးလေကျမကလန့်ပြီးတော့မှအဲ့လိုကြီးချက်စပင်းစပြားလေးရလဲလေသူမျက်နှာလေးဟာကျမဟာပဲမဟုတ်စပြားလေးနဲ့ ဆပြရင်းနဲ့အဲ့လိုကြီးနဲ့လောက်ပြီးရေတွေရောဆပြရောအကုန်ရွှဲတာပေါ့လေသိလားဆွအားသွားပြီးတော့မလဲအဲ့လိုလိုကျမလည်းလောက်ခဲ့ပြီးတော့မှလည်းအဲ့လိုလုပ်ပြီးစောင်းစောင်းဆိုထွက်သွားပြီးဆိုင်အရှိထွက်သွားပြီးတော့ကျမဆိုမမသွားထိုင်ပြီးတော့မှငိုတာငိုတဲ့ခါကျတော့ဆိုင်ရှင်မန်နေဂျာအန်တီကြီးကလည်းလေလာပြီးတော့မှလည်းဟိုအန်တီကြီးကိုလည်းဟိုဘူး လုံးသမားကောင်မလေးမဟုတ်ပါဘူးပေါ့နော်အဲသူကဘသူသမီးလေးပါပေါ့အဲ့ဒါပေါ့ဒီမှာလာပြီးတော့မှတင်တာပါပေါ့ဘလို့ပါပေါ့ဟိုအဲ့လိုမျိုးလာလုတဲ့မင်းကလေးလည်းမဟုတ်ဘူးဒီတိုင်းတက်ချင်လို့သူ့အိမ်ကမိဘပို့ထားတာပါလုံးသမားမင်းကလေးလည်းမဟုတ်ပါဘူးပေါ့ဘလို့ပဲဆန်းဆန်းအဲ့နဲ့အဖွားကြီးကလေးပြီးလဲပြီးတော့ခဏအကုန်ပြီးစီးသွားသူတယောက်ယောက်ရှင်းပေးလိုက်ပါပေါ့ဟိုအင်းကြီးလည်း dryer ပိုင်းနဲ့မဟုတ်ရှင်းလဲရှင်းမြအပေါက်ပါလေးလာတော့အေးပါအန်ဒီကတောင်းမှမာတယ်တမီးရမငူပါနဲ့တော့ မငူပါနဲ့တော့နော်တယ်အဲ့ဒါဆိုကျမငငယ်နေရအဲ့လိုဇာတိလားချော့တာပေါ့ကျမကိုပြန်ပြီးချော့သွားတာဇောဇာအဲ့လိုစတောင်းမှန်လို့လေကျမလက်ကြည့်လိုက်မှမထင်နဲ့နော်တိလားလက်မကြည့်တဲ့နဲ့လေအဲ့လိုနဲ့ပဲငိုလို့ကိုမဆုံးနိုင်တော့ဘူးတိလားဟိုဟိုလှည့်လည်းမကြည့်တော့ဘူးတနေကုန်အဲ့ဒါငိုလို့မဆုံးပြောပြီးဝမ်းနေတာဝမ်းနေတာပြောပြီးငုံရင်ကျမကိုပဲအဲ့ဒီလိုဒီလိုဆိုတော့အဲ့ဒါနဲ့ စိတ်ထဲမှာဘလို့ mindset ဝင်သွားဆိုငါဒီလောက်တော့ငါလူတွေအထင်သေးမှာလားပေါ့နော်အဲဆိုပြီးတော့မှတတ်အောင်နဲ့ဒီလိုမျိုးပဲဆိုပြီးတော့မှအဲ့လိုမျိုးနဲ့ပဲမအဲ့အဲ့ line မရောက်တော့ဘူးပေါ့လေအဲ့ line မရောက်တော့တော့အဲ့ကျမရဲ့ဝါသနာဒီအဲ့ဒါမဟုတ်တော့ဘူးပေါ့အဲ့ဒီမှာနေကျမရဲ့အပိုင်းတက်မှာနေဇက်သိမ်းသွားတာပေါ့လေဖြေပေါ်ပါအဖြေပေါ်သွားတာ ကအလှပါရီပါရီဝါဒနာပါရိုက်တာကျမဒီ beauty လောကကိုကျမလုံမယ်ပေါ့လေပထမတော့ဒါပေမဲ့အဲ့ဒီခုနလိုပေါ့ညီတို့အေးဆိုတဲ့နေရာမှာညီကျမအပိုင်းတင်ပါရင်ဇက်သိမ်းပြီးတော့မှနောက်ဆုံးတော့ကျမအဲ့လောကတွေကိုမရောက်ဘူးပေါ့ရှင်အဲ့ဒါအဲ့လောကကန်ကောင်းသွားတာပေါ့အဲ့လိုအဲ့လိုကျမရဲ့လက်ရာတွေကဘလောက်တောင်ကျွမ်းကျင်လဲဆိုကျမရည်စရာတစ်ခုပြောပြအောင်မယ်နော်တချို့ပရိသတ်တွေတိပါတယ်အမေရိကန်မှာအဲ့လိုပဲအဲအမေရိကန်မိတ်ဆွေတွေကိုတော့ကျမအိမ်မှာဟင်းချွတ်ကျွေးမယ်ဆိုကျမဒီလိုပြောတာပေါ့နော် အကြောင်းမွေးငါးတုတ်တွေလည်းရှိတယ်မွေးငါးဟိုအဲဆိုမွေးငါးကျွေးမယ်အဲဆိုရက်ကြသူတို့မွေးငါလို့တော့သူတို့မသိဘူးပေါ့လေအဲ့နဲ့အာကျွန်မကျွန်မချက်မှာပေါ့ကျွန်မဒီကတငယ်ချင်းကိုလည်းကျွန်မလှမ်းမိထားတယ်အဲသူကမွေးငါထုတ်တယ်ဘလို့လောက်ရလဲဆိုတော့ဟင်းရီကိုအိုရဲကိုထည့်ထည့်ပြီးသွားလို့ရှင်ရီကိုဘယ်နှလီတာထည့်ပေါ့ရေတံဘူးနဲ့ပေါ့လေချိန်ပြီးတော့မှအဲ့လိုထည့်လိုက်ပေါ့အဲ့လိုထည့်ပြီးသွားရင်ဘွားဖြစ်အောင်လှုပ်လိုက်တာနဲ့စူလိုက်တာနဲ့သူအရပြီဘာမှလည်းထည့်စရာမလိုဘူးဘာမှလည်းမလိုဘူးပေါ့ဆိုတော့โอเคကျွန်မအဲ့ဒါတော့ကျွမ်းနေဆိုဟင်းရီအိုကြီးတည်ထား မွေးငါဘက်ကြမြန်မာပြည်မှာလို့မွေးငါဘက်ဒီမှာလို့ဝယ်လို့မရဘူးလေသိလားနောက်ကျွန်တော်တို့ဘက်မှာကြတော့အဲ့လိုထိုင်းဆိုင်နေပါလေအဲ့လိုမွေးငါဘက်ပါညာအဲ့လိုမျိုးကြီးလည်းမရှိဘူးသိလားဟိုဒီ New York to San Francisco ရိုးဘက်ဆိုရင်တော့လေဟိုရှိတယ်ဟိုမွေးထိုင်းဆိုင်နေပါလေမှာဆိုအဆိုတွေပါဒီခါဒီကြရတတ်တယ်เนาะဆိုတော့လေဟိုခဲထားတာတွေပါလေကျွန်တော်တို့ဘက်ကြတော့အဲ့မှာမရှိဘူးပေါ့เนาะမရှိတဲ့ခါကြတော့လေအာမွေးငါ၆မွေးငါဘက်အ၆ပေါ့လေအ၆ဆိုတော့ ပြုတ်သွားတာပေါ့ပြုတ်ပြီးတော့မှအဲ့လိုဆဲရတယ်ဆိုတော့ကျွန်မလည်းအတဲထားပြီးတော့မှလည်းရေနွေးတွေစူပြီးတော့မှတဲတဲ့ချိန်မှာမွေးငါဘတ်ကြောက်ပြီးကျွန်မဘွမ်းဆိုပစ်ချလိုက်ပစ်ချလိုက်ပြီးတော့မှလည်းခါရဲမှွေတာမှွေ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 အောက်ကစကားလေးခံနိုင်မှွေ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 ပြီးတော့မှကျွန်မမှွေပင်းနေပြီးလဲပြီးတော့ကဲရလောက်ပြီးနေတူရဲဆိုဆဲလဲဆိုဘာမှမပါလားဆဲလဲစကားတယ်မှလည်းဆဲလဲလေသူဆဲလဲဘာမှဟေးဘလို့ဖြစ်တာတော့ဘာမှလည်းမပါဘူးဆိုတော့ အဲ့ဒီအဖက်တီးကလွန်ပြီးတော့မှအကောင်လုံးပျော်သွားတာပျော်သွားတာတိလားမွေးငါဘက်တီးတစ်ဖက်မှလည်းမရတာအဲ့မွေးငါဘက်ကြောက်ကလည်းအဲ့ဒါနောက်ဆုံးအကုန်ပဲတိလားဟာဒုက္ခပဲသူများအောင်လည်းထမင်းစားကဖိတ်ထားကျွေးမယ်ပေါ့နော် traditional food ကျွေးမယ်ဆိုပြီးတော့မှကျမကလည်းပြောထားပြီးတော့မှကျမအစွမ်းကုန်ပြီးလက်စွမ်းနေပြမယ်ဆိုပြီးဟိုမှာသူများအိမ်ရောက်လာပြီတိလားဟိုပြဿနာပဲမွေးငါတီးကလည်းမရှိဟင်းရွေးရှာကျမကလည်းအဲ့ဒါနဲ့နောက်ဆုံးဘာရလဲဆိုတဲ့အခါကျတော့မွေးငါဟင်းရည်နဲ့ ကျန်တဲ့တခြားအစားတွေနဲ့ခင်းလိုက်ပြီးတော့မှမွင်းကားလို့တို့မပြောတော့မသိတော့ဒီဂျင်ဟာသမင်းအဲ့လိုအစာစားကန်ကြီးချိုတင်စားရတဲ့ကျမတို့ဟိုစုပေါ့ဒီလားအဲ့ဒါဘာလဲဆို fish soup လိုက်တာလိုက်တာ fish soup တော်လေဟာရမ်းကောင်းတယ်အရမ်းကြိုက်တယ်အရမ်းကြိုက်တယ်မလေးအဲ့လိုဖြစ်နေရမယ်မွင်းကားဘက်ကတော့ပေးစီနေမှာမသိဘာမှအလုပ်လိုက်တာသူခံလိုက်တာပေါ့ အခုချိန်ထိလည်းသိမှာမဟုတ်ဘူးအဲ့ဒါဖစ်ဆူရတယ်လေဟာအမွန်နင်းချက်ကျရဲ့ဖစ်ဆူရန်ကောင်းနေအဲ့တော့လေသူရှိတဲ့အထုပ်တွေအကုန်လုံးအညိုးနေတိုင်းထည့်ပြီးရေထည့်ပြီးတော့မှကြိုလိုက်တာပဲသိလားမသိဘူးအရသာတွေဘာတွေညာတွေလဲလေအဲ့လိုမျိုးနဲ့အဲ့လိုလုပ်တာဆိုတော့တော်အဟင်းအဟင်းကြီးလေးတော့ဖြစ်ဖြစ်မြောက်မြောက်ကလေးဖြစ်သွားလို့ပေါ့လေကျမရဲ့အဆွဲကျမအဲ့ဒီဘာသာရက်မှာတော့မကျွမ်းဘူး ဟိုချက်ရေးပြုတ်ရေးဘာသာရဲမှာတော့ကိုဗစ်တုန်းကဆိုလဲအိမ်မှာလေကျမတမျိုးပြီးတမျိုးလုံးချင်တာလေလက်စွမ်းနေပြရချင်တာတိလားတမျိုးပြီးတမျိုးလက်စွမ်းနေပြချင်တော့အိမ်ရခလေးကြောက်ကြောမုံတော့တွေဝဲခဲ့ဟွာတွေဝဲခဲ့ဆိုကျမတွေကြောက်ကြောတွေအပီးတင်ကြိုတာကြိုပြီးရင်ကျောက်ကျမလေးဟိတ်သူများတွေကလေအေးထည့်ပြီးတော့မှကြိုတာထင်စမ်းအေးဆိုအိမ်ကဘေးကကောင်မလေးကလည်းလေမာကြီးမဟုတ်ဘူးနဲ့တူရဲ့နော်အဲ့လောက်တည်းထဲလိုက်စမ်းမရေထဲစရာမလို့ထဲလိုက်နင်းထဲလိုက်စမ်းမထဲအကုန်ထဲကြိုကြိုအေးနဲ့လေကြိုဥစားဘာလဲ ဘလူးဘယ်ရီထဲဘလူးဘယ်ရီထဲထဲအမလီမုံဝေးလေးတွေဘလူးဘယ်ရီငါကြိုပြမယ်နင်တို့ဘလူးဘယ်ရီထဲလိုက်ထဲလိုက်ရေထဲအောင်မထဲစရာမလိုငါနီးတိတယ်တို့ကြိုထားထဲလိုက်ငွေတယ်ငွေတယ်ရလောက်ပြီးနေတူတယ်မာကြီးကျင်းသူကရကြိုးကြိုးအောင်ကြိုးအောင်နင်းတကြားတွေကမပြော်ပဲနေမယ်ကြိုးပြီးလည်းပြော်ဘန်းထဲမှာတေးတေးချာချာနဲ့တခါတည်းကိုခံထားပြီးတော့မှခြောက်သွားပြီပေါ့ရပြီလဲဆိုလို့ဆိုတော့ဒါနဲ့လီလာဒါမတိုးချောင်းချော တော်နဲ့လီးလို့မရဘူးသိလားအဲ့တော့ကြိုတာတော့ကြောက်ကြောပဲကြောက်ခဲဖြစ်သွားတော့မတက်နိုင်အတအိမ်လုံးလိုက်ကြွေးတယ်ဘယ်သူမှမစားသူတို့လေစောင်းရတယ်ဟဲ့ရတာတော့ကောင်းရင်ကောင်းပါပါနင်တို့ကလည်းစားပါဟဲ့မာမာလေးနဲ့ဆိုပူတော်မှ ကောင်းသေးတယ်မာမာကြောက်ကြောမာမာလေးစားရတာဆိုစားပါဟဲ့ဆိုဘယ်သူမှမစားသိလားအိမ်မှာအကုန်ချင်းချောက်ပြီးကြွေးလည်းမစားဘူးသိလားအဲ့ဒီဘန်းညာလေးစပွဲထမင်းစပွဲမှာထိလည်းမထိဘူးဒီတိုင်းထားရတာသိလား ညီမနေရက်ဒီအကြာကြီးတလကိုတရင်အောင်သူကတိုးမဲ့ပုံမပေါ်တော့မာတောင်းတင်မှာလေသူကအရန်ကိုတင်းနေတော့မှာလားနောက်ဆုံးအိမ်ကကောင်မလေးကိုနေယူပြီးတော့ဒါလှုပ်လိုက်ပါတော့စားလေမိုင်းစားလေတဲ့အဲ့ဒါလေဆိုတော့ကြာတော့အိမ်မောင်နင်တို့အရင်စားကြည့်ကြည့်လေလို့ကဘာကိုလည်းမသားရလုတ်ပြီးလွတ်ပြရတာကြီးပဲအဲ့လိုမျိုးဆိုတော့ကျမရဲ့ပညာရက်တွေရှိသေးတယ်မကုံနိုင်နဲ့မကုံနိုင်သေးတော့ပညာရက်တွေအများကြီးရှိသေးတယ်ကုံနိုင်သေးတော့တယ် အဲ့တော့လေဟိုဒီဘာသာရက်မှာတော့မကျွမ်းကျင်ဘူးပေါ့ဒါပေမဲ့လည်းမြင့်တာတွေကတော့အပြည့်ရှိပါတယ်မြင့်တာတွေကအပြည့်ရှိတယ်လုံပေးခြင်း၊ဂိုင်ပေးခြင်းနဲ့စိတ်တရားအပြည့်ရှိတယ်အဲ့လိုအဲ့တော့တရသားဟိုတလောကလည်းအဲ့လိုပဲအိမ်မှာခောက်ဆွဲပြုတ်ပြုတ်တော့ကြတာတော့ခောက်ဆွဲပြုတ်ကွက်ကိုပြုတ်မယ်လို့ပြုတ်ပြုတ်တတ်တဲ့ခောက်ဆွဲပြုတ်ကွက်ကိုပြုတ်မယ် ယုတ်ခောက်ဆဲပြုတ်ပြုတ်တာမြန်ဘာခတ်တာလိုက်လို့လို့ကောက်ကိုပြုတ်မယ်ခောက်ဆဲပြုတ်ဖဲကောက်ကိုပြုတ်မယ်ဆိုခောက်ဆဲပြုတ်ပြုတ်တယ်ကစားခောက်ဆဲပြီးတော့စူပြုတ်နေပြီးတော့ဟိုစဖြစ်တာပေါ့အာနဲ့ကြက်ဥတွေပါကြီးထဲရတယ်ခောက်ဆဲပြုတ်တယ်ဆိုပြီးတော့မှအာနဲ့ကြက်ဥဆိုပြီးကြက်ဥဖောက်ထွက်လိုက်တာအော်ကိုလောက်ခါမှာကိုကိုလှုပ်ဖို့အတွက်ကိုမပေးနိုင်တဲ့အတွက်ကြက်ဥကအပုတ်ဖြစ်တယ်ညီမလေးအဲခောက်ဆဲဝေးသွန်လိုက်အောင် အဲ့လိုမျိုးကန်ကိုမပါတာကန်ကိုမပါတာကျမတို့ကတော့အဲ့ဒါလုံးဝ restricted ပဲတိလားအဲ့ဒီ area ကလေလုံးဝအဲ့ဒီဘာသာရပ်ကိုမကျွမ်းကျင်ဘူးအဲ့လိုဖြစ်တယ်လူတရား perfect မဖြစ်ဘူးဆိုတာကိုပြောချင်တာပါနော်ကျတော့အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးဖြစ်တော့ကြီးရတယ်ကျမလေအမေရိကန်မှာလည်းအဲ့လိုပဲ အာလက်ဖက်ဘူးတွေဒီကပါသွားစောမိုလာပါလားလက်ဖက်ဘူးတွေရှိရလေကျမတို့ဝယ်လို့ရနော်အဲ့လိုတဆုမြန်မာဆိုင်ဒီမှာမြန်မာဆိုင်ကြီးရှိရအဝေးကျမတို့ဘေးမျိုးတော့ဝယ်ရတာအဲ့မှာအဲ့သူတို့ရောင်းလဲဆိုကျမတို့လက်ဖက်ဘူးတွေပါဆိုဝယ်လာစောမိုလက်ဖက်နဲ့လက်ဖက်ကျမကျန်ရင်ဟင်းထမင်းမှမလုတ်တတ်တာသူများလုတ်ကြွေးမှပဲကိုကစားရတာလीကိုကကိုဘိုက်စားတဲ့အချိန်နေဘာနေဆိုရင်အဲ့လက်ဖက်နဲ့ ထမင်းနဲ့အဲ့လိုမျိုးပေါ့လေအဲ့လိုစားရတယ်ဆိုအဲ့ဒါအဲ့ဒီ American နေမြအခွေးဖွားရနေအိမ်လာတဲ့နေ့ဆိုကျမကိုအိမ်အလာလို့ဘာလို့ညာလို့လဲဆော့ဆော့စစ်စစ်ထလုတ်ပေးတတ်တာတွေပါတယ်ကျမမရှိဘူးတဲ့ကျောင်းကိုကိုကအိတ်တက်တဲ့နေမြသိလားကိုကိုအိတ်အိတ်တာပဲပေါ့နော်သူကလူကြီးဆိုတော့သူကဆော့ဆော့နိုးတာပေါ့နော်ဆော့ဆော့နိုးတာ Saturday Sunday ဆိုလာလာနေကြတာပေါ့လေဆိုတဲ့အခါကျတော့လေအဲ့ဒါလေသူတို့ကလေရောက်ပြီဆိုသူတို့ကသူတို့လေ ထမင်းအိုးလေးတည်တယ် jasmine rice တွေကျမတို့ဝယ်ထားရတဲ့ဟာ jasmine rice တွေရှိတယ်မြန်မာပြည်ဆန်လို့တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါလေသူတို့ဟာသူတို့လေအိုးလေးတွေကိုထည့်ပြီးသူတို့ကသူတို့ထမင်းအိုးတည်တယ်တည်ပြီးသွားလို့ရှိရင်ကျမနိုးလို့ရှိလို့ရှိရင်သူတို့ကလေကျမကိုလေလက်ဖက်ကလေးနဲ့ထမင်းလေးနဲ့နယ်ပြီးအုပ်ပြီးတော့သူတို့ပြန်လုပ်ပြီးွားသူတို့လည်းစားပြီးပြီအခုသူကအတက်ကြီးကမှလက်ဖက်ဆိုလေးလေးပါလေအောက်ကုန်းမယ်နော်သူဘာဖြစ်ဆိုအင်မြူးတွေမတူဘူးလေတိလား စားနေကြစားနေကြမို့တော့အမေအော်ငါလည်းမပြောတော့ပါဘူးဟဲ့တော်ချာမကောင်းကောင်းနဲ့တို့ဖြစ်နေမဖြစ်ဘူးတော့မဖြစ်ဘူးသိလားဆိုတော့အဖိုးကြီးကဗီယက်နမ်စစ်ပြန်ဆိုရဲညီမလေးရဲ့ဒီ Asian food ကိုသူကတော်တော်လေးသူကစားနေကြဖြစ်တယ်ဆိုရဲကြတာလေအဲ့သူကလေကျမအတွက်ကိုလည်းကျမနိုးလို့အောက်ဆင်းလာပြီဆိုသူကလေကျမကလည်း ဟုတ်ကဲ့ဇပွဲပေါ်မှာသမင်းဇပွဲပေါ်မှာပြင်ပေးထားတယ်ကျွန်မကျွန်မကုသိုလ်ကံလေးอ่ะအဲ့ဒါတခုတော့ကောင်းတယ်သိလားကျွန်မကလေနင်းနေချွေရင်သင်းမင်းကံလေးပါလာတာပေါ့လေဟိုမမလုတ်ရမကင်ရဘူးပေါ့လေအာအိမ်မလေးအမေရိကဟိုဟာဖြစ်နေဆိုဖွားဖွားကြီးကလေးပြောရှာတယ်သိလားသမီးကြီးတော့ဒုက္ခပဲဘာမှဟိုဟာမဖြစ်တဲ့မလုတ်ဟိုဟာမဖြစ်တဲ့ဟာနဲ့တော့ဒုက္ခပဲသိလားဟိုသူ လူခေါ်ခိုင်းလို့လည်းမရဘူးလေနော်လူခေါ်ခိုင်းစရာလည်းမရှိဘူးကိုလုံးကိုကိုလုံးမှာကိုယ့်အကူဖြစ်မဲ့ကိစ္စဆိုတော့ဒါမှကျွန်မကုသိုလ်ကံလေးကောင်းတယ်အဲ့လိုကျွန်မအရင်အဲ့လိုစောင့်ရှောက်ကြတဲ့သူလေးတွေရှိတဲ့ခါကျတော့လေကျွန်မမလုပ်ရဘူးပေါ့နော်ဆိုတော့အဲ့ဒါလေဘာစားပြီးပြီလဲလို့တို့မင်းလဲကော်ဖီနဲ့သမင်းနဲ့လက်ဖက်နဲ့နင်းစားပြီးပါလေလက်ဖက်လက်ဖက်နဲ့အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့လေအဲတို့ကတော့ကိုပြန်ပြီးတော့မှလှုပ်လှုပ်ကြွေးရသေးတယ်အဲ့လိုအဲ့လိုဆိုတော့ ကျွန်မရဲ့ပညာအရေးချေးတွင်ကိုလေတရက်တော့ကျွန်မပြချင်တယ်အဲ့လိုလုတ်ပြီးတော့ပြလိုက်ချင်တယ်ပြလိုက်ချင်တယ်ဒါပေမဲ့ကျမရဲ့အဝင်းဝိုင်းရတူကြီးကတော့အတန်ဒီခုနကြားတဲ့အတန်ဒီပဲပေါ့ရှင်နော်အဲ့လိုတွေပြောလိုက်တာနဲ့ချက်ချင်းမျက်လုံးပြူမျက်စံပြူနေတယ်လို့လုံးဝကြောက်လို့တကြားလေးလောက်အဲ့ဒါကလေးကြိုက် ဖန်ငါဟင်းချက်မယ်ဥစားလုတ်လိုက်ဆိုအေးကအရင်အေးအိမ်မှာအရင်ရှိတဲ့ကောင်မလေးဆိုမလာပါနဲ့မိဖို့ကြောင်းတွေမှာကုန်လုံးလေးလို့ပါဘူးကနေပါကိုအခုသာနေတော့မီးသွေးတွေလည်းကုန်တယ်အဲကျမတို့ခါကြမီးသွေးနဲ့တို့လုတ်တဲ့ဟာဆိုလေဝင်လုတ်ချင်တယ်ဆိုလုတ်ချင်တယ်ဆိုလေအဲ့ဒါကုံလို့ပါမလာပါနဲ့ပြီးရင်ဆေးရတာရောပါရောမလာပါနဲ့ကိုကကိုပဲလို့ဘလို့လုတ်ပေးရမလဲဘာဖြစ်နေတာလဲဒါပြောလိုက်လာမလုတ်ပါနဲ့ဆိုအဲ့လို အဲ့လိုအဲ့လိုအဲ့တော့လေအဲ့ဘာသာရက်ကတော့ကျွန်မမကြွန်းသိလားအဲအဲ့လိုအဲ့လိုတို့ဆိုရ